Ghost နှစ်ယောက်လုံးအမြင့်ဆုံး rating တွေရခဲ့ကြပြီမဲ့မတူတာကတော့မတူခဲ့ပါဘူးမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါတယ်ဒီ video ကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါပြီးခဲ့တဲ့ Inter Miami က Los Angeles ကိုနိုင်ခဲ့တဲ့ပွဲမှာ Lionel Messi က2ဂိုးသွင်း2ဂိုးဖန်နေပြီး rating 9.7အထိရခဲ့သလို Ronaldo ကလည်းပြီးခဲ့တဲ့ Anasa က Area ကို2ဂိုး2ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲမှာ rating 10အထိအပြည့်ရခဲ့ပါတယ်။ဒါကအသက်အရွယ်40နဲ့40နာကတ်နေတဲ့ကစားသမား2ယောက်အတွက်ဂုံရွမဲ့မှတ်တမ်းပါပဲ။ဒီလိုပြောလို့ Food Mode က rating တွေနဲ့မတူဘူးလားလို့မေးကြပါတယ်။ food မှုမှမဟုတ်ပါဘူး website တွေ app တွေကတစ်ခုနဲ့တစ်ခု rating ပေးတာမတူကြပါဘူးဒီမှာကျွန်တော်ပြောချင်တဲ့ခေါင်းစဉ်ရဲ့အသေးပဲကိုပြောပြပါမယ် messy app rating ကို media တွေကတကူတကချီးကျူးခဲ့ကြတာပါဒီမှာကျွန်တော် personal account လေးကအတိအကျတင်ထားတာတွေ့လိုက်ပါတယ်နိုင်ငံခြား media တကူကနေပြန် share ထားတာပါ မက်ဆီဒီရေဒင်ရရခြင်းမှာပဲအဲနာဆာကိုရော်နယ်ဒိုဆိုက်ရောက်တဲ့ကတခါမှမရဘူးတဲ့ရေဒင်ဆိုပြီးရော်နယ်ဒိုကိုတိုက်ခိုက်ထားတာပါဒီအကြောင်းကကျွန်တော်တို့နိုင်ငံကသတင်းတော်တော်များများနဲ့ပြပကသတင်းတချို့မှလည်းဒီလိုမျိုးဖော်ပြထားကြပါတယ်ဒါကြောင့်ဒီမနက်မှာပဲအဲ့ page ကနေပြန်နေထားရော်နယ်ဒိုတန်းရတဲ့ post ကိုတွေ့လိုက်ရပါတယ်တော်ကြတာချင်းအတူတူမက်ဆီကိုပဲမီဒီယာတော်တော်များများကအလေးပေးဖော်ပြကြတာပါရော်နယ်ဒိုကအဲ့ဒီပွဲမှာဂိုးနှစ်ဂိုးကိုပထမဂိုးကိုမာနီပေးရဲ့လုံးကိုသွင်းခဲ့ပြီးဒုတိယဂိုးကိုမြေမကြကန်ချန်နဲ့ကန်သွင်းပြီးဘောလုံးကလည်းဘာရှော့ကန်ချန်နဲ့ဝင်သွားခဲ့တာပါ sorry pro league ရဲ့ official youtube ကနေတော့ဒီကိုကို ပြန်တင်ပြီးဒီနှစ်အတွက် sorry lee ရဲ့အကောင်းဆုံးကို fiver ရဲ့ push cut စုရောရနိုင်မဲ့ဂိုးဆိုပြီးတင်ထားခဲ့ပါတယ် push cut စုကတော့မထင်ပါဘူး ronaldo juventus ကိုနောက်ပြန်ကန်ကြက်လောက်လှတာမရှိပါဘူးဒါကိုအဲ့ဒီနှစ်က sala ရဲ့ဂိုးကိုပေးတယ်ဆိုတော့ရသည်တဲ့နှစ်မှာတော့မရတာအခုလောက်နဲ့မျှော်လင့်လို့မရပါဘူးတယောက်ကိုတစ်ချိန်ပဲပေးတာလည်းဖြစ်နိုင်ပါတယ်မက်ဆီကကွင်းထဲမှာ အားကိုးရတယ်ရော်နယ်ဒိုကကောက်စားဆိုတာတကယ်လား ဘောလုံးအကြောင်းသေချာနားမလည်လို့ပဲပြောတယ်လို့ထင်ပါတယ်ရော်နယ်ဒိုကစားနေတာတိုက်စစ်ပါမက်ဆီကကစားနေတာကွင်းလေပါတိုက်စစ်မှုကဂိုးသွင်းတာနဲ့နေလုံလောက်နေပါပြီသူစီကဂိုးပောင်ရင်ပတ်သက်မှုတွေကျန်တာတွေမျောလင်းစရာမလိုဘူးတိုက်စစ်မှုကကောက်စားတယ်ပြောလဲဒါကသူ့လုပ်ပါပဲသူ့ကြောင့်ဂိုးတွေရနိုင်တယ်မြသူ့တာဝန်ကျေပါတယ်သူ့သက်ရွယ်နဲ့ဆယ်ပွဲမှာ၅ဂိုးလောက်ရရင်ကိုပဲအဆင်ပြေပါတယ်ပေါ်တူဂီနီးပြမာဒီနက်စ်ပြောဘူးသလိုရော်နယ်ဒိုကဂိုးမသွင်းတာသူ့ကြောင့်တခြားသမားတွေနေရာလွတ်နေရတဲ့တန်တယ်တဲ့ရော်နယ်ဒိုကိုဘယ်နောက်ခံလူကများအလွတ်ထားရလဲဒီတော့ရော်နယ်ဒိုအလုပ်က နေရာလွတ်ရှာရမယ်ဂိုးသွင်းမယ်အခုလဲ sorry league နဲ့ portuguese ကစားရတဲ့ nation league မှာသူကဂိုးသွင်းအများဆုံးပဲမက်ဆီကကွင်းလဲမှာကစားတာပါဂိုးပေါင်ပတ်သက်မှုကစားကွက်ပိုင်းမှာသူပါတာမထူးဆန်းပါဘူးဒါကိုကွင်းနဲ့လိုက်ကစားရတယ်ဆိုပြီးဂုံစားနေလို့မရပါဘူးအဲ့ဒါသူ့လိုပါလာလာပပဖန်နီးပေးတာလဲသူ့လိုပါပဲကွင်းလက်ကစားကွက်ကိုပုံဖော်တာလဲသူ့လိုပါပဲမတူတဲ့ရိုးနှစ်ခုကိုရှင်ပြနေတဲ့ကအဆင်မပြေတာပါတိုက်စင်မှုကကိုသွင်းနေဒါဆိုတောင်းဝင်ကြည့်ပါလေပနတီကပဲသွင်းသွင်းဘာနဲ့ပဲသွင်းသွင်း အကြောင်းမဟုတ်ပါဘူးရော်နယ်ဒိုအသက်30အထိကွင်းလယ်မှာကစားခဲ့တာပါအဲ့ဒီလုံကအခုလိုကောက်စားခဲ့တာမှမဟုတ်တာ နောက်ပိုင်းသူဂိုးပို့လို့ခြင်းလို့ရောဒူးတန်ရအကြောင်းရောရှေ့တန်းပြောင်းကစားခဲ့တာပါရေဒီယံအကြောင်းပြောတဲ့ဗီဒီယိုမျိုးရော်နယ်ဒိုနဲ့မက်ဆီရဲ့ရေဒီယံကွာခြားပုံကိုပြောပြပါမယ်။ မက်ဆီကပွဲတော်များများမှာ rating ကောင်းပါတယ်ရိုနယ်ဒိုကဂိုးမသွင်းနိုင်တဲ့ပွဲဆို rating နှိမ့်သွားပါတယ်ဒါကပုံမှန်ပါပဲထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူးမက်ဆီကကွင်းလေကစားသမားမို့ဘောလုံးပေးတဲ့ထိချက်တွေမှန်ခဲ့တဲ့အခါဘေးကလူကိုဘောလုံးပေးလိုက်ယုံနေတဲ့ pass က +1 ဖြစ်သွားပါတယ်ဒီတော့လူပေးမှန်ယုံနေတဲ့ rating တက်ဖို့မခက်ပါဘူးကွင်းလေကစားသမားဖြစ်တဲ့အတွက်ဘောလုံးထိချက်လည်းများပါတယ်နောက်ပြီးမက်ဆီလိုကစားသမားကသူ့စီရောက်လာတဲ့ဘောလုံးထိချက်တိုင်းကိုကျန်တဲ့ကစားသမားတွေထက်တော့ပိုကောင်းအောင်လုပ်နိုင်မှာတေချာပါတယ် တိုက်စစ်ကစားသမားကသူ့စီဘောလုံးပေးလာမှထိကျတစ်ချက်ရတာပါသူ့စီတပွဲလုံးမှာ chance ဘယ်နှချိန်များရောက်နိုင်မလဲတပွဲလုံးဘောလုံးမျှော်ရင်နေရာယူရင်ထိကျသိမ့်မရတဲ့ပွဲဂိုးမရတဲ့ပွဲဆို rating ကကြာသွားပါတယ်ဒါကိုလေဂိုးမရတာနဲ့ rating ကျတယ်ဆိုပြီးပြောဆိုမှုတွေကမမှန်ကန်ပါဘူး ကျွန်တော်ကိုရော်နယ်ဒိုကိုလိုက်ပြောပေးတယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်။တကယ်တော့ကျွန်တော်ရော်နယ်ဒိုရောမက်ဆီရောကိုတိတ်ကိုသဘောကျတဲ့သူပါ။ဒါကြောင့်လည်းမက်ဆီကိုမကောင်းပြောခဲ့တာမရှိပါဘူး။ဒါပေမဲ့ရော်နယ်ဒိုကိုကြမတရားပြောကြလွန်လို့သဘောမကျတာပါ။အခုလေရော်နယ်ဒိုနဲ့မက်ဆီရေဒီယံရတာချင်းတူပေမဲ့ရော်နယ်ဒိုဆိုရင်ချီးကျူးဖို့ဝင်လင်းနေကြတယ်လို့ရော်နယ်ဒိုဆိုရင်ပိုပြီးဖိပြောတာကိုတွေ့ရပါတယ်။ ရွန်ဒိုရောမက်ဆီရောကအကောင်းအဆုံးနေလှုပ်ပြခဲ့လှုပ်ပြနေတဲ့ကစားသမားတွေပါမတူတဲ့ရသတွေကိုမတူတဲ့ပုံစံနဲ့ပေးခဲ့ကြတာချင်းတော့တူပါတယ်သူတို့နှစ်ယောက်ကနောက်ထပ်မမြင်ရတော့မယ်သူတို့လိုကစားသမားလည်းနောက်ထပ်မရှိနိုင်တော့မယ့်ကစားသမားတွေပါဘယ်ကစားသမားတွေကများတမိုင်းမှာဒီသက်ဒီရွယ်ထိဒီလို rating နဲ့ဒီလိုစွမ်းဆောင်ရည်တွေကိုပြဘူးလို့တော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ ဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ technical analysis video ကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ။ကောင်းပါမှာ YouTube link လေးချပေးထားပါတယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။